ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုလိုမျိုးသတော်ဘဲနိုင်နိုင်နဲ့ရေမုံပူပူလေးရဲ့အုံသီးနိုင်နိုင်နဲ့ထောပက်နံလေးတင်းနဲ့ဘိမုံပူပူလေးရဲ့အပြင်တလုတ်စုတလုတ်အရန်တိတိမိမိနဲ့စားလို့ကောင်းတဲ့မြမမုံမြမအချိုးပွဲလေးတွေအစုံရတဲ့ဆိုင်မှာသွားပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကြွစစ်နဲ့တူလိုက်ခက်ပေးအောင်နော် အရင်ဆုံးဆိုင်လေးစာလေးကိုပြောပြပေးမယ်နော်ဒီဆိုင်ကတော့ Onnu PDF အစင် Century Movie Plaza ရဲ့၃လွာဆက်လေကနဲ့တက်တက်ချင်းမှာပဲဖွင့်ထားရတယ်။နတ်တုတ်တာပဲဖြစ်ပါတယ်။နတ်တုတ်တာဆိုရင်တော့တော်တော်များများလဲလူသိများပြီးသားပေါ့နော်။ဒီမှာတော့ဆိုင်မှာပဲအေးအေးဆေးဆေးထိုင်ပြီးတော့ကြာတော့စားလို့ရတဲ့ vibe လေးဆိုတော့ကြာတော့ကျွန်စစ်တို့ကတော့ဆိုင်မှာထိုင်ပြီးစားပစ်ခဲ့တယ်ပေါ့နော်။ ဒီလိုရောက်ရင်မဖြစ်မနေစားကြည့်တင်တာကတော့ဘယ်နေရာအရသာနဲ့မှမတူရဲသူစီရဒွင်းပြင်အုံပြင်နဲ့ချိတ်ပြင်ပေါ့နော်အုံပြင်ဆိုလို့ရှိရင်တာကူတထက်ကဲအုံတို့လေးရဲ့ပြီးရင်ချိတ်တထက်အုံတို့တထက်နဲ့အခုလိုမျိုးဒူရင်တထက်တာကူတထက်ကိုမှတလုတ်ဆိုတလုံးနဲ့ပေါ့နော်စားလိုက်ရတဲ့အခါမှာလုံးဝထိထိမိမိလေးနဲ့အရန်အရသာရှိပါတယ် တွင်သီးကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအေးအေးလေးစားတဲ့အခါမှာကူဖီးလိုမျိုးပုံစံမျိုးလေးစားရပြီးတော့ကြတော့ပူပူလေးစားမယ်ဆိုလို့ရှိရင်လည်းလုံးဝအနှစ်အယတာနဲ့ပြည့်စုံပြီးတော့ဒွင်သီးပက်များများနဲ့တွင်အုံနောက်လေးလည်းရတယ်ပေါ့နော်တလုတ်ဆိုတလုတ်လုံးဝထိထိမိမိပါပဲတွင်သီးကြိုက်တဲ့သူတွေအတွက်ကတော့လုံးဝကိုအယတာရှိမှတည်ကြတယ်နတုတ်တာရဲ့လူကျော်ကြီးမုံကိုစားပြီးကြပြီလားလူကျော်ကြီးမုံဆိုတာကတော့မြမရင်မုံကိုမှဇော်ဘဲနိုင်နိုင်လေးရဲ့ရုပ်တိစိန်လေးရဲ့စက်သွမ်မိတ်နန်းနန်းမင်းလေးနဲ့ဟိုမှာအခုလိုမျိုးကျွတ်ကျွတ်လေးရောပေါ့နော်အပျော်နှမျို လုံးနဲ့တုတ်တာမှရတယ်ပေါ့နော် အခုလိုမျိုးထောပတ်နဲ့တင်းတင်းလေးနဲ့ဟိုမှာဘိန်းစီလေးတွေရဲ့အုံသီးနိုင်နိုင်နဲ့မြေပဲလေးတွေပါပါတယ်ထောပတ်ဘိန်းမုံပူပူမွေ့မွေ့လေးလည်းရသေးတယ်ပေါ့နော်ဒီမုံလေးတွေကတော့ပူပူနွေ့နွေ့လေးစားရင်ပူပြီးအရသာရှိတာမလို့စိုင်းမာကိုအခုလိုမျိုးပေါ့နော်ပူပူနွေ့နွေ့လေးသွားပြီးတော့ကြတော့စားကြည့်စေချင်ပါတယ် ကျစစ်တို့ကတော့ဆိုင်ရချပေးရဲ့ယူနေချမ်းပူပူလေးနဲ့အရန်လိုက်ဖက်နေရောပေါ့နော်ပြီးတော့သူစီမှာအခုလိုမျိုးစမူစာတုတ်ပူပူမူးမူးလေးလည်းရတယ်ဆိုတော့စမူစာတုတ်ကလေးလည်းစားပစ်ခဲ့သေးပါတယ်စမူစာတုတ်ကိုတော့ကျစစ်ကချင်းချင်းဆက်ဆက်လေးစားချင်တာမလို့ကိုယ်စိတ်ကြိုက်ချင်းဆက်အရာတာလေးပြင်ပြီးစားပါတယ်ဘိမ့်မုံပူပူမူမွေလေးရလဲကျော်စစ်တို့ဘိမ့်မုံထူထူလေးကြိုက်တဲ့သူအတွက်ဆိုလို့ရှိရင် အကြိုက်တွေ့မယ်ပေါ့နော်။အုံသီးနိုင်နိုင်လေးရဲ့ဘိန်းစီလေးရင်းနဲ့ပေါ့နော်။ထောဖက်နံတင်တင်လေးနဲ့ဆိုတော့ကြတော့ပြည့်စုံနေရောပါပဲ။ စနုံမကင်းဆိုလို့ရှိရင်လေရိုးရိုးရွှေကြီးငှပြောကစွန်အာလူစတော်တရက်ဒူးရင်အထီပေါ့နော်အရသာခုနှစ်မျိုးရတယ်ကျော်စစ်တို့စားခဲ့တာကတော့6မျိုးပါတယ်ဆက်ကလေးပေါ့နော်ဒီမှာဆိုရင်လေအရသာတမျိုးချင်းစီကကွဲပြီးတော့ကြတော့မြမမုံမှာစနုံမကင်းကောင်းကောင်းကြိုက်တဲ့သူတွေအတွက်ဆိုရင်အရန်အဆင်ပြေတယ်ပေါ့နော်နောက်ဆုံးပြန်ငယ်နီးမကုံလဲပါဆယ်ဆွဲမယ်ဆိုပြီးစားပြစ်ခဲ့တာတော့နတ်တုတ်တာရဲ့ဘူဖေးပေါက်ကလေးပေါ့နော်။ကျတော့အုံးပြင်တွင်းပြင်ချိတ်ပြီးရှင့်။ဒါလေးကကျတော့ငှပြောပြီးရှင့်။ဘယ်လိုဖြစ်စမယ်မကင်းတဲ့အောက်ကတာကူနေရှင့်။ ဒါကတော့တရက်ပြင်ဒါတော့အသေးပြင်ဆိုတော့ strawberry ရှင်ဟုတ်ဒါကတော့ sun moon ရှင်နဲ့မိစိန်ပြင်မယ်မျိုးပြင်ဒါကတော့ရွှေတွင်းဝါလို့ခေါ်ရဲ့ရှင်ဒါကတော့ green chip ပြင်ရှင် green ဒီနဲ့အောက်ကချိတ်လေးနဲ့ရှင်ဒါလေးကတော့အာ three layer ရှင်အပေါ်မှာတုံးထပ်ပါတာပေါ့နော်အပေါ်မှာသုံးလုံးနဲ့ဒီရွှေကြီးစလင်ကင်းအောက်ကတာပြင်နေရှင်ဒါကတော့နတ်ပြင်နဲ့နတ်ပြင်နဲ့အောက်ကတာပြင်နေရှင်ဒီဟာလေးတွေအကုန်လုံးအကြတော့ဘာအရာဝန်းဆိုးသေးမှမပါဘူးရှင်တဘာဝတစ်တီးရဲ့အရသာနဲ့ပဲလောက်ထားတာရှင် ဆိုင်ရညီမလေးကရှင်းပြနေတဲ့ကိုကျော်စစ်တို့ကတော့အရန်စားချင်နေပြီပေါ့နော်သူစီကဒီနဲ့တုတ်တာရဲ့12မျိုးပါတယ်ဘူဖေးဆက်မှာဆိုရင်အသာလေးတွေကလည်းအားလုံး꿰ပြီးတော့ကြတော့အဓိကသူ့ထဲမှာပါတယ်နက်နက်နဲ့တရက်ဆိုလို့ရှိရင်ချင်းချင်းပြုံးပြုံးလေးနဲ့ဥမာအီအီပြေတဲ့တက်ကလေးလည်းရတယ်ပေါ့နော်ဒီ nested အစုံဘူးကတော့အုံတို့တာကူကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တစ်ဆက်ထဲနဲ့ကိုအရာတာအစုံပါတာဖြစ်လို့အားလုံးပဲအကြိုက်တွေမှာတည်ကြရဲပေါ့နော် ဆိုင်ရွေးတီရကြတော့နတ်တုတ်တာမြန်မာနိုင်ငံမှာဆိုရင်73ဆိုင်ရှိတယ်ထိုင်းမှာဆိုလို့ရှိရင်ဘန်ကောက်မှာတဆိုင်ချင်းမိုင်မှာနှစ်ဆိုင်ရှိရပေါ့နော်ကျစစ်ကတော့မပြန်ခင်ဒီနတ်တုတ်တာရဲ့စနုံမကင်းတန်ဘူးလဲဝယ်ပစ်ခဲ့တယ်ပြီးရင်အခုလိုမျိုးလူချောကြီးမှုတ်အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရမယ်စမူဇာတုတ်ဖရိုဇန်လေးတွေအပြင်ကိုဒီမှာကြတော့အလူအတန်းနေမှာဝေလို့ရရတယ်စနုံမကင်းမီညီလေးတွေရောပြီးရင်အခုလိုမျိုးလက်ဆောင်ပေါက်ကလေးတွေပါရရတယ်ဆိုတော့ကြတော့ဆိုင်မှာသွားပြီးတော့ကြတော့ကြည့်ကြည့်လို့ရရတယ်နော် အဲ့တော့ဒီမှာစားလဲစားပြီးပြီပါပါဆယ်လဲဝယ်သွားတယ်ပေါ့နော်အဲ့တော့နောက်ခလောက်ဒီမှာပြန်ပြီးတွေ့ဆုံကြပါမယ်အားလုံးပဲတက်တာပါတက်ပါ